အာဆင်နယ်အသင်းကဘရန်ဖို့အသင်းကိုနှကိုးဂိုးမရှိတဲ့အနိုင်ရခဲ့တဲ့ပွဲမှာနောက်ထပ်ကစားသမားနှုတ်ဒဏ်ရာရခဲ့ပြီးနောက်နီးပြအာဒီတာကအာဆင်နယ်အသင်းရဲ့လက်ရှိဒဏ်ရာပြဿနာတွေကပွဲစဉ်အချိန်စရာကြောင်းလို့ဝေဖန်ခဲ့ပါတယ်။အာဒီတာကဥရောပမှာပွဲတွေအများကြီးကစားနေရတဲ့အသင်းတွေကိုနောက်ထပ်တစ်ရက်ထပ်ပေးရပါမယ်။ ကျွန်တော်တို့ဒါကိုလုပ်နိုင်တယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့အားလုံးဟာဒီကနေအကျိုးကျေးဇူးတွေရရှိမှာဖြစ်လို့ပါ။ဒါကြောင့်ကျွန်တော်တို့ဒါကိုလုပ်နိုင်ဖို့ကြိုးစားရပါမယ်။ဒီလိုပွဲစဉ်အခြေအစရာတွေကြောင့်တစ်ချိန်ချိန်မှာဒါကအလွန်ကျွံဖြစ်လာနိုင်ပြီ။ကစားမတွေကစက်တွေမဟုတ်ပါဘူးလို့ပြောကြတာပါ။မယ်ရီနိုစာကာရိုရဲ့အတွင်းကိုတွေနဲ့ဘရန်ဖို့အတွင်းကိုအနိုင်ရပြီ။ပရီးမီးယားလိအမပေးစရာကိုငါးမဲ့ပြန်ဖြတ်နိုင်ခဲ့တဲ့ဒီပွဲမှာကွင်းလဲလိုဒီဂရိုက်စ်နဲ့နောက်ခံလိုမော်စကွဲရာတို့တရားရရှိသွားခဲ့ပါတယ်။မော်စကွဲရာဟာဒီပွဲစဉ်ရဲ့ပထမပိုင်းမပြီးခင်မှာ ဒူဒါမှမဟုတ်ခြေချင်းဝိတရားကြောင့်လူစားလဲခဲ့ရပြီဒီဂရန်ရိုက်စ်ကလည်းပွဲပြီးခု9မိနစ်အလိုမှာတရားကြောင့်ပွဲဆက်မကစားနိုင်တော့လို့လူစားလဲခဲ့ရပါတယ် အာဆင်နယ်အသင်းဟာအသင်းကောင်းဆောင်အိုဒီဂန်ဂါဘရီယယ်၊ကိုင်အာဘက်တို့အပါအဝင်ဒီဟာဒီမှာကစားသမားအများပြားကိုအချိန်တစ်ခုကြာတိနားပေးခဲ့ရတာပါအာဆင်နယ်အသင်းဟာဘိုးနောက်ကလူနိုးဖြစ်တယ်ဆာလီဘာနဲ့ဂါဘရီယယ်တို့ကိုအနားပေးထားရခြင်းမှာဘိုးစကွဲရပါတန်ရာရခဲ့တဲ့အတွက်ဘိုးခံစစ်နေရာအတွက်စိုးရင်စရာဖြစ်ခဲ့ရပါတယ်အာဆင်နယ်အသင်းဟာအဓိကကစားသမားတွေကိုတန်ရာကြောင့်နားပေးထားရပေမယ့်ရလက်ကောင်းတွေရရှိနေတာပါအာဆင်နယ်အသင်းဟာလာမယ့်ပရီးမီးယားလိပွဲစဉ်ဖြစ် နိုင်ပွဲဆက်နေပြီးအမပေးစရာအဆင့်3နေရာတိရောက်ရှိလာခဲ့တယ်။အက်စလိုမီလာသည်အိမ်ဝင်သွားရောက်ရှင်ပြန်ရမှာဖြစ်ပါတယ်။